မြင့်ကျက်သွားလို့ဝင်မင်္ဂလာပါဒါကဒါကတော့ဒါပြီးခဲ့တဲ့ဘက်ကပြခဲ့တဲ့အဟောင်းလေးနဲ့အရင်ပြန်ရှင်းမယ်သူကတော့ဒါတပတ်စာတပတ်စာပုံစံမျိုးအဲ့ဒီတပတ်စာထဲမှာမှာတလင်းလာအင်္ဂါနှစ်ရက်အတွင်းမှာပတိတလုံးပတိတလုံးအနေနဲ့ယူဆလို့ရတဲ့ပုံစံသူကဒီလိုဒီမှာဒါပြီးခဲ့တဲ့ဘက်မှာနှစ်တော့ရှင်းရှိတော့ဒီလိုကနေဖတ်ခဲ့ဒီခါမှာသူကတပ်ပကနံပေးခဲ့ရှင်းနေတဲ့ အဲ့ရှင်းတဲ့တိဟာဒီမှာရှင်းတာတင်းလာညက်နေမှာလေဘုရားပေါ်သွားတယ်။ဒါပြီးကြတဲ့ဘက်မှာဒါရှင်းတဲ့ဒါတပတ်စာပတိနေနဲ့ပြီးကြတာ။ဒါပြီးကြတဲ့ဘက်မှာတော့ဒါလေးရက်ပဲရှိတဲ့ခါသူကအဲလေးရက်အတွင်းဆိုပြီးတော့ဒါရေးရေးပြီးကြတယ်။ဒါရှင်းရတဲ့ရောပေါ်ခဲ့တယ်။သူက9ရက်တစ်ဖြတ်တည်းယူဆထားတဲ့အတွက်ကြောင့်မို့လို့ဒါ9ရက်9ရက်ပြည့်အောင်စောင့်ပြီးတဲ့ခါမှာဒီပုံစံကိုပြန်သွင်းမှာ။ ်ဆိုတော့ဒါပြီးခဲ့တဲ့တင်းလင်းလာနေပြီးတဲ့အခါဒါ9ရက်ပြည့်သွားတယ်ပေါ့ပြီးခဲ့တဲ့ဘက်မှာ၄ရက်ပဲရှိတော့ဒီတစ်ပတ်ထက်တရက်ယူတော့ဆိုတော့ဓာတုကိုပြန်ရှင်းရလို့ရှိရင်ဒါ၈တပတိအဲ့ဒီအတိုင်းဆက်ပြီးတော့မှဓာတုကိုယူဆမယ်ဆိုရင်ဒီမှာဒါ6လေးပြီးတော့ခုံက6နှစ်အဲ့ဒီမှာ6နှစ်6နှစ်ဆိုတဲ့အခါဒီ6နှစ်ဆိုတဲ့ခဏရလဲဒါဒီမှာ၄ခွက်၄ခွက်အာထိုးဆိုတဲ့အထက်မှာပါတယ် သူကဒီလိုလေးယူဆခဲ့တာဒီ2နဲ့6 2နဲ့6သူကဒီအတွက်လိုက်ဖြစ်နိုင်ကြီးကနန်းနှလုံး၄ချိန်မြောက်ကိုရောက်ရင်သူကအတွက်လိုက်တခါတည်းနဲ့အပြီးမလုံခဲ့နဲ့ဒီအတွက်လိုက်ဖြစ်နိုင်ကြီးနှစ်ခုပေါင်းပြီးတော့လည်းဖြစ်နိုင်တယ်ဆိုပြီးတော့ကျွန်တော်တွဲပစ်လိုက်တာဒါဒုတိယဥစားပေးဆိုပြီးတော့အဲ့လိုပြောပြီးတော့တွဲပစ်လိုက်တယ်အဲ့ဒီထက်အတိမ2 6ဒီလိုဖြစ်သွားတယ်သူကတော့ပြန်ရှင်းရတယ်ဒီလိုဒီပုံမှာ ဒါ၃ချိန်ရတော့ကွက်တီဖြစ်ပြီလားဒီနှလုံးပေါင်းခြင်း၃ဒီနှလုံးပေါင်းခြင်း၁ဒီနှလုံးပေါင်းခြင်း၃နဲ့ဒီနှလုံးပေါင်းခြင်း၁ဒီ၃၁ဆိုတဲ့ခဏ၃၁ဆိုတဲ့၃၁၁၃ပြီးတဲ့ခါတည်းမှာဒီနှလုံးပေါင်းခြင်း၃ဒီနှလုံးပေါင်းခြင်း၁တူရလဲ၃၁၁၃အဲ့ဒီ၃၁၁၃နဲ့ဒီမှာ၁၃ပြီးတဲ့ခါဒီမှာ၃၁ဒီလိုကြီးကြတယ်ဒီမှာဒုတိယချိန်ဒီနှလုံးပေါင်းခြင်း9ဒီနှလုံးပေါင်းခြင်း4 ပဲဒီနှလုံးကောင်းကြီးရှိခွန်ရှိရှိခေါပြီးတော့ဒီနှလုံးကောင်းတစ်ဒီသုံးလုံးပေါင်းကိုတေကိုကိုတေခွန်ရှိရှိခေါနဲ့တေကိုကိုတေဒီမှာတေကိုခွန်ရှိဒီလိုမျိုးလေးဆိုတော့တွဲလိုက်အပီးတွေဒီလိုဖတ်ခဲ့ဆိုတော့အကျဉ်း၃ကျဉ်းအထိသူကကွတ်တီဖြစ်တာဒီနှလုံးကောင်းခြင်း၄ဒီနှလုံးကောင်းခြင်း၃ည၄၃ည၃ည၄ဒီတဲ့ခါတည်းမှာဒီနှလုံးကောင်းခြင်းခွန် ဒီသုံးလုံးပေါင်းခြင်း၄၄၄ခုအဲ့ဒီကနန်းတွင်းနှစ်ခုကလည်း၄၃ည၄ခုဆိုလို့ဒီလိုတွဲလိုက်ပြီးဖြစ်ခဲ့၃ချိန်မြောက်အဲ့ဒီအတိုင်းဆက်ယူစားတယ်အဲ၄ချိန်မြောက်ကိုဆက်ယူစားတဲ့အခါနှလုံးပေါင်းခြင်း၅နှလုံးပေါင်းခြင်း၄ဆိုပြီးတော့၅နှစ်၅ဒီ၅၅နှစ်၅အအတွဲလိုက်ကျန်နိုင်တယ်ပြည့်တဲ့ခါတည်းမှာဒီနှလုံးပေါင်းခြင်း၃ညဒီသုံးလုံးပေါင်းခြင်း၆၃ည၆၆၃ညအလည်း အတွက်လိုက်ကြာနိုင်တယ်ဆိုတော့ဒီကနေ့နှစ်ခွက်ဒါမွေးခြင်းမွေးဆက်ဖြစ်ရင်ဖြစ်မှာဒီလိုပြောခဲ့တယ်ပြီးတဲ့ခါကအရန်သဘောအနေနဲ့ဒီလေးချိန်မြောက်ရောက်တဲ့အခါ तू ကအတွက်လိုက်မဖြစ်ဖက်နဲ့ဒီအတွက်လိုက်ဖြစ်နေချင်းနှစ်ခု crossing ဒီလိုတွဲသွားပြီးတော့လည်းဖြစ်နေနေဆိုတော့ဒီမှာကနန်းတွဲပေးခဲ့တယ်အဲ့ဒီဟာကိုလည်းဒါမွေးထွက်ခြင်းတို့ဆိုရကတော့နှစ်ချောင်းဆိုပြီးတော့သူဒီမှာဖြစ်ခဲ့တယ်ဒီလိုအဲ့ဒီလိုတွဲပြီးတော့ဖြစ်သွားတယ် ပြီးတဲ့ခါတော့မှာတစ်တုံညာတစ်တုံညာဒီကနက်နှစ်ခွက်ပါလေဒီမှာတစ်ပတိယတစ်တေတော့ပေါ်သွားရင်ပတိနှလုံးအဲ့ဒီပတိယလည်းယူရဒီပြီးတဲ့ခါအဲ့ဒီပတိနှလုံးနဲ့ဒီကနက်လေးလုံးနဲ့ဒီလိုတွဲပြီးတော့လဲသူကထွက်နိုင်နေဆိုပြီးတော့မှဒီမှာကနက်၈ခွက်၈ခွက်ဆိုတော့ဒါအားလိုက်ရင်ဒါ၁၆ခွက်အဲ့ဒီကနက်နဲ့ရလဲဒါတစ်ခွက်ထွက်နိုင်နေဆိုပြီးတော့ကျွန်တော် ပြောပေးခဲ့တဲ့ idea တွေမှာ၃ညတ်တက်၃ညတက်၃ညနှစ်ခါဖတ်သွားတယ်ဆိုတော့ဒီလိုပြည်ကဒီပတိဟာဒီပတိနှလုံးယူဆမှုတော်တော်ကြပြီ6ကျင်း9ကျင်းလောက်ရှိပြီသူမှန်ပါခဲ့တာဆိုတော့ဒါဟုတ်အပေါ်ကနေပြန်ပြီးတော့သူ့ကိုကောက်ရရင်ဒီမှာဒီနှလုံးပေါင်းခြင်းနဲ့ဒီနှလုံးပေါင်းခြင်းအဲ့ဒီ9နဲ့3ညဒါသူကပတိအနေနဲ့ နောက်တစ်ပတ်ထဲမှာသုံးလို့ရတယ်။ဆိုတော့ဒီမှာသူကခွန်သုံးညတွေခွန်နေဒီလိုထွက်ခဲ့ပြီးတော့အဲ့ဒီနှလုံးအဲ့ဒီဒီနှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်း၄၄ခွန်ရတယ်၄ခွန်ပဲဒီနောက်တစ်ပတ်အတွက်သူကတော့ငါးချိန်အပြည့်နဲ့ယူထားတယ်ဒီလိုအဲ့ဒီလိုယူတဲ့အခါဒီမှာ၄၄ခွန်နေထွက်ခဲ့ ဲ့လိုပဲလားဒါသူ့ရှေ့မှာလည်းရှိသေးတယ်ဒါမှန်လာခဲ့တာတော်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 ကြာနေပြီအချိန်တော်တော်များနေပြီဆိုတော့ဒီနှလုံးလေးဒီနှလုံးနည်းလေးနှစ်ပတ်တည်အဲ့ဒီလေးနှစ်ပတ်တည်ဒီမှာနှစ်လေးလေးလေးနှစ်နှစ်ဒီလိုလေးထွက်ခဲ့ဆိုတော့ဒါပြီးခဲ့တဲ့ပတ်မှာရှစ်တိပတ်တည်ပေါ့ ဒီနှလုံးပေါင်း၈နှလုံးပေါင်း၈ရှစ်တိပတ်တိရှေ့ရတိအောင်သူပေါ်ပေးခဲ့တယ်ဆိုတော့ဒီလိုလေးဒီလိုလေးယူဆကြည့်လို့ရတယ်ပြီးတော့အဲ့ဒီထဲမှာသူကဒီမှာဒီအပေါ်အပေါ်ဘက်ကနှလုံးပေါင်းခြင်း၈၉နှလုံးပေါင်းခြင်းအဲ့ဒီနှလုံးပေါင်းခြင်းခွန်ပါတင်းလာနေပါလေသူကတင်းလာအင်းကဒီနှစ်ရက်နှစ်ရက်အတွင်းမှာဖြစ်တာတင်းလာနေရကိုစပြီးတော့ဖြစ်တာဒီမှာခွန်၈၉ လုံးပေါင်းချင်းခုံခုံပြီးတော့အင်္ဂါလည်းပေါက်ခဲ့တယ်ပြီးတော့ဒီမှာလေးတုံညနှလုံးပေါင်းချင်းလေးဒီမှာလေးတလင်းလာနေပါလိမ့်ပြီးတော့ဒီမှာပုဒ်တူနေပြီးတော့ဒီမှာနှလုံးပေါင်းချင်းလေးအဲ့ဒီလေးရတယ်တလင်းလာတလင်းလာအင်္ဂါဇာတ်တော်လေးဒီလိုလေးပေါက်ခဲ့ပြီးတော့ဒီနှလုံးပေါင်းချင်းရှစ်အဲ့ဒီရှစ်ကဒီမှာရှစ်ဆိုရှစ်သုံးဆိုပြီးတော့တလင်းလာနေမှာပဲပေါက်ခဲ့ တလင်းလန်နေမှာနေပေါ်တယ်လို့သူကောက်ချက်ဆိုရင်လည်းရတယ်ဆိုတော့ဒါဒီမှာပြေးကြံနေပြီအစ်စ်ဒါလာမဲ့အပတ်အတွက်ကိုအစ်စ်ထပ်ပြီးတော့လုံးဝဒီပုံစံလေးတိုင်းပဲကျွန်တော်ရေးပေးလိုက်မယ်ဒါကိုကြိုက်တာကိုလုပ်ကောက်အောင်ရင်တက်တက်တူဆိုတော့ရှင်းမှာရှင်းကဖြစ်စင်နေမှာဒါ၅ရက်တစ်ဖြန်မှန်လာခဲ့တဲ့ပုံစံလေးအတိုင်းဒါဆက်ပြီးတော့ယူဆိုင်ဒီတစ်ပတ်ထက်မှာဒါ ဒီဒီတစ်ပတ်ထက်မှ၃ရက်ကျန်ရှေ့ရှေ့အပတ်ထက်မှ၂ရက်အထိသူအကျုံးဝင်တယ်ပေါ့ဒီလိုတွေးကြည့်လို့ရတယ်ဆိုရက်ကဒီကတော့ဒီတစ်ပတ်ထက်ပေါ့ဒီတစ်ပတ်လက်ကျန်၃ရက်လက်ကျန်၃ရက်မှာဒါပတိတစ်လုံးအနေနဲ့နှလုံးပေါင်းခြင်းတန်ဖို့နှစ်ခုတွင်ရင်းမှုဖြစ်နေတယ်ဆိုတော့ခွန်တစ်လုံးတည်းပဲပြီးခဲ့တဲ့ပတ်ထက်မှာနှလုံးစီဒီမှာတစ်လုံးတည်းပဲဆိုတော့ခေါပတိတစ်လုံးဒါသူဖြစ်နေကြတဲ့အတိုင်းဖြစ်မယ်ဆိုရင် တလင်းလာနေမှာဖြစ်မယ်။တလင်းလာနေမှာမဖြစ်ခင်အင်ကနဲ့တလင်းလာရင်ကဒီနှစ်ရက်အတွင်းမှာဟိုဒီပတ်တိတလုံးကြာမယ်။ဒါရှေ့ကဖြစ်ခဲ့တဲ့ပုံစံအနေနဲ့နှိုင်းရှင်ပြီးတော့ယူဆတယ်။ပြီးတဲ့အခါအဲ့ဒီလိုဒီနှစ်ရက်မှာမဖြစ်ခဲ့လို့ဆိုရင်နောက်၃ရက်မှာဖြစ်မှာပဲ။၅ရက်အတွင်းမှာသူကြောက်ကြောက်ပြီးတဲ့အခါ ဒါရှေ့မှာမှန်ခဲ့တယ်ဒီနှလုံးပေါင်းခြင်း3ဒီနှလုံးပေါင်းခြင်း6 3 6 63ပြီးခဲ့တဲ့အချိန်မှာမဖြစ်ခဲ့ပေမဲ့ဒီတစ်ပတ်မှာစဖြစ်ခြင်းဖြစ်မှာဆိုတော့တိုင်ဟာကိုထိုးခြင်းနဲ့ထိုးမထိုးခြင်းနဲ့နေထိုး6 63ပြီးတဲ့အခါနှလုံးက3လုံး6 5 6 6 5ဒီကနေ့ကတော့သူကတော့အပြန်အလှန်လေးထိုးပါ ဆိုတော့ဒါကိုရှင်းမှာနှစ်ချောင်းဖြစ်ခဲ့တဲ့ပုံစံတိုင်းဒီနှစ်ခုဖလဲပြီးတော့မှကနန်းတွဲသွားမယ်ဆိုရင်ဒါ36တလုံး56တလုံးဒီလိုတွဲပြီးတော့ဖြစ်သွားနိုင်ရည်ရှိတယ်ဆိုတော့ဒါ36တလုံးက56တလုံးဆိုလို့ရှိရင်36နဲ့56ဟာပြန်ပါပြီးသားဆိုတော့အဲ့ဒီကနန်းနေမထဲတော့ဘူးမပါတဲ့ဒီမှာ35ရယ်353နဲ့66ဒီ၃ခွက်ဒီ၃ခွက်ကိုဒါဒီတပတ်ထက်မှာ ဝေထိုးခြင်းထိုးဆက်ဖြစ်ရင်ဖြစ်မှာပြီးတော့နောက်ထပ်ပေါင်းစပ်မှုတစ်ခု356 6ကနှလုံးထပ်နေဟိုမှာလည်း6ပါတယ်ဒီမှာလည်း6ပါတယ်ဆိုတော့ဒီကနေ့3လုံးနဲ့ပတိတလုံးသူကလည်းတွဲထွက်သွားနိုင်ကြီးရှိတာပထမဖိုင်စာမှုမှာလည်းဒါတစ်သုံးညတစ်သုံးညဆိုတော့နှစ်ခါတော့သူကဒီလိုတွဲပြီးတော့ဖြစ်သွားတာရှိတယ်ပြီးတော့အဲ့ဒီလိုဖြစ်မယ်ဆိုရင်ဒီမှာ3ခွန်း ခွန်တော်ပြီးတော့ငါခွန်ခွန်ငါပြီးတော့6ခွန်နဲ့ခွန်6ဒီကနေ့6ကွက်သူကတော့အပြန်လမ်းလေးပဲရေးလိုက်တယ်တဲ6ကွက်ကျဲ့ရင်ထိုးကံကောင်းရင်တက်တက်ဆက်ဖြစ်ပြီးတော့တက်တက်တို့မယ်ကံကောင်းကြပါစေစုတောင်းပေးပါတယ်တပတ်စားပဲကျဲ့ရင်လောက်မကျဲ့ရင်ပဲကံကောင်းကြပါစေ ကြိုက်လို့လုံမိတဲ့သူတွေကံကောင်းကြပါစေဆုတောင်းပေးပါတယ်ကျွန်တော် channel ကို subscribe မလုပ်ထားရသေးလို့လုပ်ထားခြင်းနဲ့ဆိုရင်လုပ်ထားပေးပါဖြစ်နိုင်မယ်ဆိုရင် VPN ခံပြီးတော့ကြည့်ပေးပါတည်တည်ချာချာနားလည်အောင်ကြည့်ပြီးတဲ့အခါမှာကိုကြိုက်တာရွေးချယ်တော့ယူဆထားတဲ့အတိုင်းဆက်ဖြစ်ရင်ကွက်တီဖြစ်ပါမယ်ကွက်တီဖြစ်ပါစေလို့ပဲဆုတောင်းပါတယ်